အသားနဲ့ပတ်သက်ပြီးတော့ဝီနီးချမ်းကမှပြည့်ညတ်ထားတဲ့အသားကြီး၁၀မျိုးအသားကြီးဆိုတာကြီးလို့အသားခေါ်တာမဟုတ်ဘူးကြီးတဲ့အသားလို့ပြောတာမဟုတ်ဘူးယဟန်တော်တွေမစားတိုက်ဘူးလို့မြတ်စွာဘုရားကဝီနီးထဲမှာပြည့်ညတ်ထားတာသူ့အကြောင်းနဲ့သူရှိမစားတိုက်တဲ့အသားအကပိယမန္တယဟန်တော်တွေနဲ့မဆက်ဘူးမအဆက်ဘူးမသိမ့်တော်ဘူးမစားတိုက်ဘူးလို့မြတ်စွာဘုရားဆုံးမဩဝါဒပေးထားတဲ့အသား၁၀မျိုးရှိတယ်အဲ့ဒီ၁၀မျိုးကနံပါတ်၁က လူဖြစ်ပါလေလူသားစားနေမယ်ဆိုရင်ကဲရှုပ်ချခါမှာလေပောရိတာရဇလန်းတော့ရှိတယ်မို့လားလူတယောက်ကနေလူသားစားတယ်ဆိုတော့ဒါဘလူးဖြစ်မှာပေါ့အဲ့ဒါကြောင့်မလို့လူသားဟာဇတုသားဖြစ်တဲ့အတွက်ကြောင့်မစားတတ်ဘူးဒါလည်းအကြောင်းရှိသူမြတ်စွာဘုရားပြည့်ညတ်လိုက်တာဒီအဲ့ဒီတုန်းကတာဝတိပြည်မှာသိတ္တရာတရားကောင်းတဲ့အမျိုးသမီးကြောင့်ရှိတုပ္ပိယာဆိုတဲ့အမျိုးသမီးအလုံးကိုသရတရားကောင်းတုပ္ပိယာတို့ဝိသခါတို့အမှန်တမ်းရင်းနှီးကြတယ် ဘုရားကျောင်းတော်သွားတရားနာသံဃာတွေသတင်းသုံးတဲ့ကျောင်းလေးတွေလက်ပတ်ကြည့်အဲ့မှာနေမကောင်းတိုင်မသာရှိတဲ့ကိုတော်တွေ့တွေ့ရင်မေးတယ်ရှင်ဘုရားနေမကောင်းမှုနေမကောင်းမှုဆုံးပနည်းရဲ့မစားရတော့ဘာဖုံးမေးကျင်တော့ဒီလိုတွေမေးကြတယ်မေးတဲ့အခါမှာဟိုကိုတော်ကအင်းစွပြုတ်ကလေးတော့တောက်ချင်ပါတယ်လို့ပြောလိုက်တဲ့အခါအဲ့ဒီတုန်းကသုတ်ပြာဆိုတဲ့အမျိုးသမီးကတပည့်တော်စွပြုတ်လုပ်ပြီးပို့ပါမယ်လို့အာမခံသူအာမခံပြီးတော့ အိမ်ပြန်သွားတဲ့နောက်တည့်ရက်မှာအသားမပေါ်ရတဲ့နေ့ဖြစ်သွားအသားကဘယ်မှဝယ်လို့မရတော့သူတို့လည်းဥရိယတရက်တလေအသားမပေါ်ရတားတတ်လိုက်စဉ်ချမပေးတဲ့နေ့ဆိုတော့မတတ်ရလို့မိတ်ထုတ်ထားတဲ့နေ့ပေါ့အဲ့တော့မရတော့သူဘယ်လိုလုပ်တုံးဆိုလို့ရှင်ဘာသားမှလည်းဝယ်လို့မရဘူးအိမ်မှာလည်းပဲခုခိလို့အသားဆိုတာရေခဲတက်တာတို့ဘာလို့ရှိတာမဟုတ်တော့ရေခဲတက်တာတဲ့တိမ့်ထားလို့လည်းဖြစ်တာမှမဟုတ်ပဲကိုအဲ့တော့ဒီအသားဆိုတာချက်ချင်း လက်လက်ဆက်ဆက်ချက်ပြုတ်မှရတာအဲ့တော့ဈေးတော်ဝယ်တဲ့အခါအသားမရတော့သူကြံရမရဘူးဒါလည်းအာမခံနေတယ်အဲ့တော့ဒုက္ခပဲမနဲ့တော့သားဆွပြုတ်တော့ပို့ရမှာပဲဆိုနေနောက်ဆုံးမှအိမ်ထဲကဓာတ်ထက်ထက်ကိုယူပြီးတော့သူ့ပေါင်သားသူလှီးပြီးတော့ဆွပြုတ်ပြုတ်ခိုင်းလိုက်တယ်ပြုတ်ခိုင်းပြီးတော့ကြောင်းပုတ်ပေးလိုက်အဲသူကတော့ပေါင်သားကြီးကိုလှီးခံလိုက်ရတော့ အဲ့ရတယ်မှလဲသွားပြီပေါ့နော်အဲ့ဒီကိုတော့ကိုသွားပြီးတော့ပို့တယ်သူကတော့သူ့ပေါင်ကိုစီးထားတယ်သွေးတွေထွက်တော့အဲ့ဒါကိုသိတော့မြတ်စွာဘုရားကအိမ်ကြွသွားအိမ်ကြွသွားတော့ဘုရားကိုထွက်ပြီးတော့ရှင်မခိုးနိုင်ဘူးအောင်ငှထန်ရာကြီးနဲ့ရှင်မခိုးနိုင်တော့မြတ်စွာဘုရားကတုတ်ပြီးရပဲသွားလဲလို့ဆိုသူ့အမျိုးသားလျှောက်တယ်အဲ့ရတယ်မှဘုရားတဲ့မထနိုင်လို့ဆိုမြတ်စွာဘုရားခေါ်လိုက်တယ်ငါစီလာခဲ့လို့ဆို ဘုရားခေါ်လိုက်လို့ဆိုတာနဲ့ပဲသူ့ပေါင်ကတန်းရာဟာပျောက်သွားတယ်တက်တာသွားတယ်တခါတည်းဘုရားရှင်ရောက်တဲ့အခါသူအံ့ဩသွားတယ်အဲ့ဒီမှာအဲ့ဒီမှာဒီပေါင်သားကိုသူ့ယောက်ျားရှောက်တယ်သူ့မျိုးသမီးဒီတုတ်ပြာဟာအမတမသရာတရားကောင်းတယ်ဗျာတဲ့သူ့ပေါင်သားသူ့လှီးပြီးတော့တောင်းမတန်ခါကိုစွပြုတ်လုပ်ပြီးတော့ကတ်လှူတယ်တဲ့အမတမ သရတရားကောင်းတယ်တခြားသူမလှူနိုင်တဲ့ပစ္စည်းဆိုတာတခုမှမရှိဘူးခင်ဗျာလို့ဘုရားရှိမှချီးမွားပြီးရှောက်တာအဲ့ဒီမှာမြတ်စွာဘုရားကဒီပေါင်သားလိလူတယ်ဆိုတာသိသွားပြီးကြောင်းရောက်တဲ့အခါဒီတရင်ကိုမေးတယ်ဘယ်ကိုတော့လဲဆိုတာမေးမြန်းစုံသားလူတန်ခါးရိအားလုံးကိုဒီနေ့ကနေစပြီးအသားဆိုရင်ဘာသာလဲလို့မေးရလူသားဆိုရင်မစားတဲ့မူပြီးတော့ဥပဒေဖြစ်နေတယ်နော် သိခါဘုံတစ်ခုထောက်လိုက်ဒါကတော့ကြတော့မထုတ်ဘူးဆိုရင်ပြဿနာဆိုတာတက်လာနိုင်တာလူသားစားတယ်ဆိုပြီးတော့ပြဿနာတက်လာဒါကြောင့်မလို့လူသားဆိုတာမစားကောင်းဘူးမစားသင့်ဘူးဇတုသားဖြစ်တယ်အဲ့ဒီကစပြီးတော့မအပ်တဲ့အသားကြီး10မျိုးလို့ပြောတဲ့ထဲမှာလူသားကနံပါတ်1ပါပေါ်တော့မအပ်တဲ့အသားတွေကဘာလို့ဆိုစင်သားတို့မြင်းသားတို့ဘာဖြစ်လို့စင်သားမြင်းသားကမအပ်မစားကောင်းတာတော့လို့ဆို ုခက်ကဆင်နေမြင်းနေဆိုတာကဘယင်ကစီရေးစီရအတွက်တုံးချဆင်မြင်းကိုတုံးချအဲ့တော့ဆင်မြင်းဆိုလို့ရှင်ဘယင်အတွက်မှာအရေးကြီးတဲ့သရဝါဖြစ်နေအဲ့ဒီကောင်းနေကိုတတ်တာဖြတ်တာကိုဘယင်ကသဘောမကျသဘောမကျတော့အဲတချို့ကလည်းဆင်တို့မြင်းတို့ကိုတတ်ပြီးတော့အသာချက်စားတာမျိုးတွေပါလေလှုပ်တယ်လှုပ်တော့ရဟန်းတွေကိုလည်းလှူတယ်အဲ့ဒီမှာဘယင်တွေက ဒီမြင်းတတ်တဲ့လူတွေစင်တတ်တဲ့လူတွေဆိုဖမ်းနေပြစ်ဒဏ်ကြီးကြီးပေးတယ်အဲတော့အသားစားတဲ့ပုံကိုယ်တွေလည်းပဲဒါပြစ်ဒဏ်ပေးတယ်အဲ့ဒါလို့မင်းပြစ်မင်းတန်လေးဖြစ်နိုင်တာမို့မြတ်စွာဘုရားကစင်သားမြင်သားလည်းမဆ่าရဘူးလို့ဆိုပြီးတော့ပြင်ညာလိုက်တာဟုတ်သူ့အကြောင်းလေးနဲ့သူပဲနောက်တခါခွေးသားခွေးသားဆိုတာတော့အလွန်ဆက်ဆုပ်စရာကောင်းတဲ့အောက်တန်းကျတဲ့အိန္ဒိယနိုင်ငံမှာ untouchable လို့ မထီရမကန်ရအလွန်အောက်တန်းကြတဲ့ဇန်နေနေစားတဲ့အစာဖြစ်ခွေးသားစားတဲ့လူဆိုရင်လူတွေကအပေါင်းအသင်းမလုပ်ကြတဲ့လူမျိုးတွေမှစားတာဟုတ်အဲ့တော့ယဟန်တန်ဃာတွေဟာအများနဲ့ဝင်စားမှုရအတွက်အမတန်မှနှိမ့်ကြတဲ့အစာအစာမစားတဲ့ဟုတ်လူတွေကအထင်သေးတာမျိုးမလုပ်သင့်ဘူးဆိုပြီးတော့ဆက်ဆုပ်ရွှန်ရှာပွဲကောင်းသောကြောင့်ခွေးသားကိုတော့မစားတတ်ဘူးလို့မြတ်စွာဘုရားပြည့်ညတ် ဟောနောက်တစ်ခုကြတော့ဘာလို့ဆိုရင်မွေသားတဲ့မွေသားကိုဘာလို့မစားရတာတော့ဆိုမွေသားစားထားတဲ့ပုဂ္ဂိုလ်ဟာမွေရဲ့အနတ်ကအသားစားထားလို့ရှိရင်အနတ်ဆိုတာဆွဲအဲ့ဒီအနတ်ကိုမွေတွေကသိတော့တောထဲမှာတရားထုတ်မွေသားကို တကားတရားကတ်လိုက်လို့စားပြီးတော့တောထဲမှာသွားတရားထိုင်ရင်တော့မွေကဒုက္ခပေးမှာသိချတယ်ပေါ့ဒါကြောင့်မို့လို့မွေသားလည်းမစားနဲ့အန္တရာယ်ရှိတယ်ပေါ့ နောက်တစ်ခါကျတော့ခြင်းသေးသားတို့ကြားသားတို့နော်ဝန်သားတို့အောင်းသားတို့နော်အဲ့ဒါတွေလည်းပဲမစားသင့်ဘူးတဲ့ဘာဖြစ်လို့လဲဆိုလို့ရှိရင်ညာနေကအဲ့ဒီကောင်းတွေရဲ့အသားကိုစားပြီးတဲ့အခါတော်ထဲမှာနေပြီဆိုလို့ရှိရင်ခြင်းသေးကလည်းခြင်းသေးသားအနံ့ရရင်သူကလည်းလိုက်တယ် ကြားလည်းကြားသားအနံ့ရစသက်ကလည်းစသက်နံ့ရဝေါ်ကလည်းဝေါ်အနံ့ရဆိုတာဒီကောင်တွေကဒုက္ခပေးတတ်တယ်ကောအဲ့ဒါကြောင့်မလို့ဒီသားတွေမစားဘူးလို့အဲ့ဒီအသား10မျိုးဝိနည်းကျမ်းထဲမှာပြည့်ညတ်ဒါမအပ်တဲ့အသား10မျိုးလို့ယဟန်တန်ဃာတွေအတွက်ပြည့်ညတ်ထားတာရှိတယ်ပေါ့ဒါကြောင့်မို့ယဟန်တန်ဃာတွေဟာအသားမတင်ငါလို့ရှိရင်ဘာသာလဲလို့မေးရမေးပြီးတော့မှသံတရာခဲမှစားကြတယ်